DCKO ကအဖွင့်ပွဲကို Batman vs Batman ဆရာကြီးအချင်းချင်းခြားကြခြင်းနဲ့စတင်လိုက်ပါတယ်။ comic ရဲ့အစပထမအဆုံးစာမျက်နှာကို Batman တယောက် Robin နဲ့အပေါ်မှာဘလို့စိတ်ထားရှိလဲဘလို့သတ်မှတ်လဲဆိုတာကိုပြောနေခြင်းနဲ့စတင်ထားတယ်။ Gotham မြို့ရဲ့ဆူဆူရွရွတာမန်ညားတစ်ခုမှာ Batman တယောက်တိုက်တွေအပေါ်ကိုခုံပြန်ပြေးလွှားနေရင်ဒါငါရဲ့အိမ်ပဲဒါငါရဲ့မြို့ပဲဒီလိုမကောင်းမှုတွေကိုတားဆီးပေးဖို့အတွက်ငါဒီနှစ်ပေါင်းများစွာလေ့ကျင့်ထားခဲ့တာ။ဒါပေမဲ့အခုငါရဲ့ခန္ဓာကိုယ်ကိုယ်တိုင်ကငါရဲ့အသက်အရွယ်ဆိုတာကငါ့ကိုတစ္ဆ ာဖောင်းနေပြီလို့ဘတ်မန်ကပြောပြနေတယ်။ပြေးလွှားနေတဲ့တခြားသူ့ရဲ့အယူအကွဲတန်တွေကိုတော့ဂေါသမ်မျိုးရဲ့ရဲတပ်ဖွဲ့အုပ်အော်ဆွဲတန်တွေကဖုံးလွှမ်းပေးထားတယ်။ဘတ်မန်ဒီပရိုဖက်ဆာပိတ်နဲ့သူ့ရဲ့အဖွဲ့တွေကတစားကန်တွေဖမ်းထားတာကိုကယ်တင်ပေးဖို့အတွက်အခုလိုမျိုးအသေးအတန်ခုံပြန်ပြေးလွှားနေခြင်းဖြစ်ပါတယ်။ဒါပေမဲ့သူမမီတော့ဘူးအခင်းဖြစ်ရနေရာစီကိုရောက်တော့ပောက်ကွဲမှုကြီးကဖြစ်ပြီးနေပြီဆိုတာကိုမြင်လိုက်ရတယ်။အစိုးကြီးပဲတော့ဟုတ်မနေဘူး။ငါရဲ့သားလေးတွေရှိတာပဲဆိုတဲ့စကားနဲ့အတူဒေမီယန်၊နိုက်တွင်း၊ရက်ထုတ်နဲ့တင်ဘရိတ်တို့ကဘ တ်မန်ထက်ဦးစွာရောက်နေပြီးတော့လူဆိုးတွေကိုချတစားကန်တွေကိုကဲတင်ပေးပြီးနေပြီးဖြစ်ကြောင်းကိုဘတ်မန်ကမြင်လိုက်တယ်။အန်သူကချိန်နှက်မိရဲ့တစ်ချိန်တော့ကဒီလမ်းမတွေပေါ်မှာငါတယောက်တည်းရှိခဲ့တာအခုဆိုရင်ငါရဲ့မိသားစုကငါနဲ့အတူကင်းလက်ဖြည့်ရှင်ပေးနေပြီ။ရောဘင်နေအလုံးလုံးတွေတော့ကိုကြည့်ရတာကငါရဲ့ကိုငါကိုယ်တိုင်ရဲ့တစိတ်တပိုင်းတစ်ခုချင်းစီကို မြင်နေရတယ်လို့ပဲလို့ဘတ်မန်ကပြောရင်းနဲ့ရှင်းပြနေတယ်။ Nightwing Dick Grayson ဆိုရင် The Leader ကောင်းဆောင်တအူးတင်းတိုက်တန်အဖွဲ့ကိုဦးဆောင်နေတဲ့အပြင်အချိန်တန်မှာဘတ်မန်ဆိုတဲ့ယာဒူးကိုခံ ယူမယ်ဆိုပြီးတော့ Batman ကိုယ်တိုင်ကတွေးထားသူတဦးဖြစ်တဲ့ Jason.Redhood ကတော့တပုံအာခံသူတယောက်ဖြစ်တဲ့ Bat a Survivor အမြဲတမ်းရှင်ကြံသူတဦးလည်းဖြစ်တဲ့သူရဲ့ရန်လိုစိတ်ဒေါသကြီးစိတ်တွေကတခါတရံ Batman ကိုစိတ်ပူစေပေမဲ့ Jason ကိုကြည့်မိရင်အဲ့လိုဒေါသအကြီးအကျယ်ထွက်တတ်တဲ့သူ့ကိုသူလည်းပြန်မြင်မိရဲ့ Jason တယောက်ဒေါသကိုထိန်ချုပ်နိုင်ပုံကို Batman ကိုယ်တိုင်ကပါအားကျလေးစားမိရဲ့တတိယတယောက် Tim Drake စီမားကတော့ Batman ရဲ့အញ្ញံကောင်းခြင်းအုံနောက်တုံးအဖြစ်ရှာခြင်းနေအကုန်လုံးကိုမြင်ရတယ်သူကအမြဲ ဲတမ်းစဉ်းစားနေတဲ့အရှိအကွက်အတွက်အမြဲတမ်းပလန်ချနေတယ်။နောက်ဆုံးအစားတသက်လေးဒေမီယန်ကတော့နှလုံးသားဆိုပြီးတော့ပေါ်ကျူးတယ်။သူဟာလူသက်သမားဖြစ်ဖို့အတွက်ဖွားမြင်ခဲ့တာဆိုပေမဲ့ဘတ်မန်ကြောင့်လူကောင်းတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။သူရဲ့နှလုံးသားကဒီအချိန်မှာပို့ပြီးတော့တန်ဆင်သွားခဲ့တယ်။အခုလည်းဒီလေးယောက်ကချက်ချင်းပဲဂေါသန်မျိုးရဲ့တရိတ်ဆန်ရုံမှာမစ္စတာဖရီးစ်ရဲ့တိုက်ခိုက်မှုဖြစ်တယ်ဆိုတာကိုကြားလိုက်တာနဲ့ဘတ်မန်ကိုနှုတ်ဆက်ပြီးဖြေရှင်းဖို့အတွက်ထွက်သွားကြပါတယ်။တချို့ညတွေမှာဆိုရင်ဘတ်မန်ကသူတို့အလုံးလုံးနေတာကိုကြည့်ရင်သူတို့သာရှိနေရင်ဂေါသန် မျိုးကြီးကငါ့ကိုလိုအပ်ပါတော့မလားဆိုပြီးတော့တွေးနေမိပါတယ် and then ရုတ်တရက်ကြီးနောက်ထပ်စာမျက်နှာမှာဆိုရင်ပြစ်စုံပံကာလာကိုရောက်လာတဲ့ DCKO ပွဲကြီးအတွက်ပထမအုပ်ဆုံးလူရွေးပွဲမှာတင်ဘတ်မန်ရဲ့နောက်ကျောကိုဂျိုကာကလန်အချွန်ကြီးနဲ့ဖောက်တပ်ပြစ်လိုက်တယ်ဆိုရာရဲ့အဆက်ကိုပြလာခဲ့ပါတယ်တကယ်တော့ဘတ်မန်ကအဲ့ဒီမှာမသေးဆုံးသွားခဲ့ဘူးအခြားဖဲထုတ်ခံလိုက်ရတဲ့ character တွေနေတူ Blue Beetle, Shazam, Canary တို့ရဲ့ကြာမှာကြောက်ရွံ့ပုံစံမျိုးပြောင်းသွားခဲ့ခြင်းဖြစ်ပါတယ်ဒါပေမဲ့သူဒီဘတ်မန်ပဲအခုလိုတွေဖြစ်လာမယ်ဆိုတာကိုတွေးထားပြီး ီတာတွက်ချက်ထားပြီးသားဖြစ်တယ်။ဒါကြောင့်သူ့ရဲ့ကြောက်ရွံ့ကြီးရင်ဘက်ကနေပြီးတော့ ping ping ဆိုတဲ့အတန်တစ်ခုထွက်လာတယ်။ Of course DC Comics ကိုရင်းနှီးတဲ့သူတွေဆိုရင် ping ဆိုတဲ့အတန်က Mother Boxy ကထွက်တဲ့အတန်ဖြစ်တယ်ဆိုတာကိုသိကြမှာပါ။ဒီအတန်ကတဖြည်းဖြည်းကျယ်လာတာနဲ့အမျှစိတ်လာတာနဲ့အမျှ Batman ရဲ့ကြောက်ရွံ့ကြီးကပေါက်ကွဲထွက်သွားတယ်။အပြီးမှာ Batman ဒီသူ့ရဲ့ခေါ်တန်မျိုးမဟုတ်ဘဲနဲ့ခင်မိဖွံ့ဖြိုးတိုးတက်နေတဲ့ TV အကြီးကြီးရှိနေတဲ့အနာဂတ်ကခေါ်တန်မျိုးရဲ့အလဲကိုရုတ်တရက်ကြီးပေါ်တော်ပွင့်ပြီးတော့ရောက်လာခဲ့ပါတယ်။အလုတ်ဖြစ်တာပဲဆိုပြီး ရောဘတ်မန်ကတွေးလိုက်မိရဲ့ပြိုင်ပွဲအတွက်ပြိုင်ပွဲဝင်တွေဟာကြိုက်တဲ့လက်နက်ကိုယူဆောင်လို့ရတယ်ဆိုပြီးတော့ကြားလိုက်တဲ့အခါဘတ်မန်ကသူ့ရဲ့ထုံးစံအတိုင်းတိတ်တိတ်လေးညှစ်လိုက်တယ်။သူဒါအချိန်တစ်ခုအကြာပျောက်ကွယ်သွားခဲ့မဲ့ active မဖြစ်တော့ဘူးဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ကိုကော်တန်မျိုးစီကိုချက်ချင်းပေါ်တော်နဲ့ရွှေ့ပေးစေဖို့အတွက်ဆိုပြီးသူ့ရဲ့ justice buster armor ထဲမှာ boom tube တစ်ခုကိုတိတ်တိတ်လေးဖွက်ထည့်သွားခြင်းဖြစ်တယ်။ဒါပေမဲ့သေခြင်းတရားကိုလဲစားရဲဆိုတာကရှော့ရှော့ရှူရှူတော့ဖြစ်နေမှာမဟုတ်ဘူး။သူအခုကြာလာတဲ့ကော်တန်မျိုးဒီသူထွက်ထွားခဲ့တဲ့ကော်တန်မျိုး မဟုတ်ဘူးဆိုတာကိုကြည်ရနဲ့သိနေရတယ်။သူပျောက်သွားတာဘလောက်တောင်ကြာပြီလဲ။သူတို့ကပြိုင်ပွဲကိုနိုင်သွားခဲ့လား။နိုင်သွားခဲ့လို့ခေါ်တန်မျိုးကြီးကအခုလိုမျိုးအေဂျင့်တိုးတက်နေရလားဆိုတဲ့အတွေ့အကြုံကလည်းဘက်မန်ရဲ့ခေါင်းထဲမှာပြည်နေခဲ့တယ်။သူကချက်ချင်းပဲ Justice League Day ရဲ့ Watch Tower စီကိုဆက်တွေ့တဲ့ Mr. Terrific ရဲ့ကြားလားဆိုတဲ့မေခွန်းကိုမေးလိုက်တာနဲ့တပြိုင်နက်သူရဲ့ဆက်တွေ့ရေးဆက်ကို Robin တစိမ့်တစ်ခုနဲ့ပြစ်ခတ်လိုက်ရတာပောက်ကွဲထွက်သွားတာကိုမြင်လိုက်ရပါတယ်။လမ်းကြည့်လိုက်တဲ့အခါ Bruce ကသူတစ်ခါမှမမြင်ဘူးသေးတဲ့ Robin တွေကိုမြင်လိုက်ရတယ်။တနက်က ကင်ထားတဲ့ကောင်တွေကအိုလီဗာကွင်းလိုမုတ်စိမ့်နဲ့ဓာအကြီးကြီးကိုကင်ထားတဲ့ရောဘင်ပုံစံမျိုးတွေတောင်မှပါသေးတယ်။သူတို့ကဘတ်မန်ကိုတွေးတဲ့အခါဒါ OG ဘတ်မန်ပဲကြာဆုံးသွားတဲ့ဘတ်မန်ပဲဟေးဆိုပြီးတော့ all hit တိုက်ခိုက်ကြတော့တယ်။ Of course ဘတ်မန်ကကြာဆုံးသွားတဲ့ဘတ်မန်ဆိုတာကိုကြာတော့အန်ဩသွားပေမဲ့ရောဘင်တွေရဲ့ပြစ်ခတ်ခြင်းကိုတော့အလွယ်တကူရှောင်ပစ်လိုက်တယ်။ရောဘင်တကောင်ကကြေးလိုက်နေရင်သူတို့ရဲ့ base ကိုတင်ပို့တယ်။အခုပြောနေတာကရောဘင်နံပါတ်52ပဲ။တရားမဝင်တဲ့ဘတ်မန်တကောင်ကိုတွေးထားတယ်။တက်ကူပို့ပေးဆိုတဲ့စကားနဲ့အတူဘတ်မန်ရဲ့အနောက်ကို ရောဘင်တွေကအုံပြီးတော့လိုက်နေကြပါတယ်ဒီကောင်တွေရဲ့လှုပ်ရှားမှုတွေကိုမြင်တော့သေချာ train ထားတာပဲဆိုပြီးဘတ်မန်တယောက်တုံ့တက်မိတယ်ဒါပေမဲ့သူ train ပေးထားတာမဟုတ်ဘူးသူတင်ပေးထားတာမဟုတ်ဘူးအကွက်တွေကိုမှတ်မိပေမဲ့သူ့ရဲ့အကွက်တွေမဟုတ်ဘူးဆိုတာကိုလည်းဘတ်မန်ကနားလေတယ်အခုလည်းတိုက်ခိုက်မဲ့အစားသူတို့ကဘတ်မန်ကိုနေရာတစ်ခုစီကိုဦးတည်ပြီးတော့ခေါ်သွားနေကြတယ်ဆရာဆရာဖြစ်တဲ့ဘတ်မန်ကလည်းဒီအကွက်တွေကိုတည်တယ်ဒါပေမဲ့သူတို့ဘယ်ကိုခေါ်သွားနေလဲဆိုတာကိုသိချင်တာကြောင့်တမင်အလိုက်တဲ့ညောပပေးပြီးတော့လိုက်လာနေခဲ့ပါတယ်သူတို့ရဲ့ခုံပြန်ကြော်လွားဖို့ ုံတွေအရာ aerobic ကြကြတိုက်တွေအပေါ်ကိုကူတန်းပုံတွေအရာဆိုရင်သူတို့ရဲ့ဆရာကဘယ်သူဖြစ်လဲဆိုတာကို Batman ခံမှန်းမိတယ်ပြီးတော့တခုခုလည်းမားနေသေးတယ်ဆိုတာကိုခံစားနေရသေးတယ်နောက်ဆုံးနေရာတခုကိုရောက်တဲ့အခါမှာသူ့အပေါ်ကိုရိမ်မိုးပြီးတော့ကြာလာတဲ့ Batman ရဲ့အရေးကြီးကိုမြင်လိုက်ရတဲ့အခါမှာသူတွေးထားတဲ့အတိုင်းအခု Universe ရဲ့ Batman ဒီသူ့ရဲ့အချစ်ဆုံးသားလေးအကောင်ဆုံးစက္ကန့်သူ Dick Grayson ဖြစ်နေတယ်ဆိုတာကိုမြင်လိုက်ရပါတယ် Dick က Batman ဆိုတဲ့ယာတုကိုခံယူထားပြီး Batman ဝတ်စုံကိုသူ့ရဲ့ Nightwing logo နဲ့ပေါင်းစပ် က်ဝစ်စင်ထားတယ်ပြီးတော့တွေးတွေးချင်းမှာပဲမင်းကသတိပေးထားပြီးသားဘရူးစ်ရေမင်းပြန်လာမယ်ဆိုရင်စစ်ပွဲတွေဖြစ်ကုန်လိမ့်မယ်လို့ဆိုရင်စပြီးတော့ချက်ချင်းပဲတိုက်ခိုက်ပါတော့တယ်ဘတ်မန်ကနားမလဲဘူးခုခံရင်းနဲ့ငါတို့ဒါခ်ဆာရဲ့ပွဲကိုနိုင်ခဲ့တာလားဘသူနိုင်ခဲ့တာလဲဆိုပြီးတော့မေးလိုက်တယ်ဘတ်ဒစ်ကဘတ်မန်ကဒါတွေကိုသိပုံမပေါ်ဘူးဒါခ်ဆိုက်တွေပြိုင်ပွဲတွေဆိုတာကိုငါဘာမှမသိဘူးငါသိတာကမင်းဆိုရဲ့ဘရူးစ်ဝိန်းဒီတချိန်က Lazarus Pit ထဲကိုဝင်သွားခဲ့တယ်ဆိုတာပဲဒီ universe မှာဘတ်မန်ကအသက်ကြီးပြီးတော့စိတ်ကြရောဂါဝင်လာတဲ့အခါသူ့ရဲ့ခန္ဓာ ာကိုကအရင်လိုမျိုးမတန်ဆွမ်းတော့တဲ့အခါဘတ်မန်ရာဒူးကနေပြီးတော့ဆင်းပေးဖို့ကိုညှင်းဆန်ခဲ့တယ်။ရောဘင်နေအားလုံးကဘတ်မန်ကိုကူညီပေးဖို့အတွက်ကြိုးစားပေမဲ့သူကညှင်းဆန်ခဲ့တယ်။နောက်ဆုံးရောဘင်နေကသူ့ကိုရက်တန်းဖို့အတွက်ကြိုးစားကြတဲ့အခါမှာဘတ်မန်ကဆိုပြီးတော့ပြောနေတော့ဘတ်မန်အစ်စ်ကဖြတ်ပြောပြလိုက်တယ်။ No အဲ့လိုတွေဖြစ်ခဲ့တာမဟုတ်ဘူး။ငါက Dark Side ရဲ့ပြိုင်ပွဲကိုသွားချပေးနေတာ။အဲ့ဒီမှာနိုင်နေဆိုရင် University တစ်ခုလုံးကိုကယ်တင်ပေးဖို့အတွက်ကြိုးစားပေးနေတာဆိုပြီးတော့ပြောလိုက်တဲ့အခါဒစ်ကက်ဘတ်မန်ကခနဲ့တယ်။ Lazarus Pit ကတခြား ရေးရွာကိုဂျေဆန်နဲ့ကတ်ဝမန်တို့ကိုယူသွားစေခဲ့လို့ဘတ်မန်ကိုလည်းယူသွားစေခဲ့ပြီးထင်တယ်ဆိုပြီးတော့ပြောပြလိုက်တဲ့အခါဘတ်မန်ကတိုက်ခိုက်နေတာကိုရက်သွားတယ်နားလဲသွားတယ် main DC universe မှာဆိုရင်ရေးရွာကိုနဲ့ဂျေဆန်တို့ကပဲနောက်ဆုံးဘတ်မန်ကိုယ်တိုင်ကပဲ Lazarus Pit ထဲကိုဝင်ခဲ့ဘူးတယ်ကတ်ဝမန်ကတော့တခါမှမစင်ခဲ့ဘူးဘူးဒါဒီသူ့ရဲ့ကဘာမဟုတ်ဘူးဆိုပြီးတော့သိလိုက်တဲ့အခါဘတ်မန်ဒီဒိတ်ပြလိုက်တဲ့ကြိုးတွေကြောင့်အငိုင်းမိအဖမ်းခံလိုက်ရပြီဆိုတာကိုလည်းသိလိုက်ရပါတယ်ဒိတ်ကငုံကြည့်ရင်မင်းပြောနေတဲ့ပြိုင်ပွဲတွေ dark side တွေဆိုတာ ာကအစစ်မဖြစ်နိုင်ဘူးဒါပေမဲ့အစစ်ကဘာလဲဆိုတာကိုငါပြမယ်မင်းမရှိတဲ့အချိန်မှာငါဘာတွေတိဆောက်ထားခဲ့တယ်ဆိုတာကိုပြမယ်လို့ပြောရင်မြို့အလယ်မှာရှိနေတဲ့ဘတ်တာဝါကြီးကိုပြသလိုက်ပါတယ် and it is amazing guys take up batman ဆိုတာကို bruce နဲ့လုံးဝမတူအောင်ဖန်တီးထားခြင်းပဲ bruce တီအမြဲတမ်းခိုးကြောင်ခိုးဝှက်နဲ့အသင်းသားတွေကိုတော့မှပေးမသိစေပဲညီအောင်မှာ bat cave ဆိုတာကြီးနဲ့တီတီတန်တန်နေနေခဲ့တာအခု dick ရဲ့ batman ဟာမြို့ရဲ့အလယ်မှာ avengers tower ကြီးလိုမျိုးလင်းနိုးပုံစံနဲ့ tower ကြီးကို တည်ဆောက်ထားတယ်။ပေါ်ပေါ်ထင်ထင်မြို့ကြီးကိုကာဝယ်ပေးနေတယ်။ဒါပြင်သူကဂေါတမ်မျိုးကမှမဟုတ်ဘူး။ကဘာတဝန်းလုံးမှာရှိနေတဲ့သူရဲကောင်းစိတ်ရှိသည်မြခလေးတွေအကုန်လုံးကိုရောဘင်ဖြစ်ချင်တဲ့ခလေးတွေအကုန်လုံးကိုရောဘင်ဖြစ်လာစေဖို့အတွက် train ပေးထားတယ်။ခေါ်ပြီးတော့ဆောင်းလျှောက်ပေးထားတယ်။ဒါကြောင့်လည်းအခုနောက်ဘက်မန်မြင်ခဲ့ရတဲ့လူမျိုးရောဘင်နေအစ်စ်တွေအများကြီးဖြစ်နေတာပါ။ဒေကသူရဲ့မိတ်ဆွေတွေဖြစ်တဲ့ Cyborg, Starfire, Arsenal, Raven တို့အကုန်လုံးကိုအကူအညီတောင်းထားပြီးသူကိုယ်တိုင်မှာဒီရောဘင်တွေကိုတိုက်ခိုက်ခြင်းမှမဟုတ်ဘူးအဖက်ဖက်က ကနေပြီးတော့ပြေဆုံးနေအောင်လေ့ကျင့်ပေးထားတယ်။သူက Bruce ကိုကြည့်ရင်မင်းကအမြဲတမ်းလူတွေကိုအရာရာကိုလိုက်ပြီးတော့ထိန်းချုပ်ခြင်းနဲ့ကောင်းမျိုး။ငါကမင်းမလုံနိုင်တာကိုလှုပ်ပြစ်လိုက်တာ။ငါကလူတွေကိုမိတ်ဆွေတွေကိုယုံကြည်ပြစ်လိုက်တယ်။ဒီနည်းကြောင့်ပဲလေအခုခေါ်တန်မျိုးတင်မဟုတ်ဘူး။ကဘာကြီးတစ်ခုလုံးကပါလုံခြုံပြီးတော့အေဂျင့်သွားတယ်။မင်းအနားယူလို့ရပါပြီ။မင်းရဲ့ legacy မင်းရဲ့အမွေအနှစ်ကကောင်းကောင်းကြံခဲ့ပါရဲ့လို့ဆိုရင်ညနေဖုံးကိုချွတ်ပြလိုက်တဲ့အခါမှာဒိတ်တီအသက်ကြီးနေပြီဆိုတာကိုပါဘတ်မန်ကမြင်လိုက်ရပါတယ်။ဆိုဘတ်မန်ကကြည့်ပြီးတော့ဒါဒီ ီတူထားခဲ့တဲ့ကောင်လေးမဟုတ်ဘူးဆိုတာကိုသိသွားတယ်။ဒါပေမဲ့သူကဒိတ်အတွက်အနာဂတ်ကိုအခုလိုတွေဖြစ်စေချင်တာမဟုတ်ကြောင်းကိုလည်းရှင်းပြလိုက်တယ်။ဒိတ်ကိုသူကအားအရာဆုံးပဲဘက်မန်နေရာကိုစက်ခံဖို့အတွက်အသင့်တော်ဆုံးဆိုပြီးတော့တွေးထားပေမယ့်ဒိတ်ဒီရောဘင်အဖြစ်ကနေပြီးတော့အချိန်တန်မှာ night twin ဆိုပြီးတော့တီးတန့်ခွဲထွက်သွားတယ်။ဘက်မန်ကိုရိုင်းရဲ့စန်တာကလည်းဒါပဲဒိတ်ကိုသူ့ရဲ့အတိုင်းဘက်မန်ဆိုပြီးတော့ဖြစ်လာစေချင်တဲ့အစား night twin ဆိုပြီးတော့လွမ်းမိုးမှုခင်းစင်စွာနေစေချင်တာဖြစ်ကြောင်းကိုရှင်းပြလိုက်တဲ့အခါမှာဒိတ်ကပို့ပြီးတော့ဒေါ်တာထွက် ်သွားတယ်။အဖိုးကြီးကရှောက်ပြောနေတာတကယ်တမ်းတော့ Bruce Lee သူ့ရဲ့ Batman ဆိုတဲ့ယာတူးကိုမစွန့်လွတ်ချင်တာတယောက်ယောက်ကိုမလွဲပေးခဲ့ချင်တာဖြစ်တယ်။ Batman ရဲ့အတကြီးမှုပဲ Bruce ရဲ့အတကြီးမှုပဲဆိုပြီးတော့အပြစ်တင်ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ Batman ပြန်ပြောတဲ့စကားကြောင့်သူကိုယ်တိုင်လည်းစွန့်အားသွားခဲ့တယ်။ Dick ကအခုဆိုရင်အရာတွေအများကြီးကိုတိဆောက်ထားပြီး Robin နဲ့အများကြီးကိုလည်းမွေးစားထားပြီးဒါပေမဲ့တကယ်တမ်းမှာအဲ့ထဲကတယောက်ယောက်ကိုမင်းက Batman ပေးဖြစ်မှာလားဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့ Dick မှဘာမှပြန်ဖြေစရာမရှိတော့ ပဲဖြစ်သွားခဲ့ပါတယ်။ဘက်တစ်ခုခုတော့မာနေသေးတယ်။ဘက်မန်ကခံစားလို့ရနေတယ်။သူရအောင်စုံစမ်းအောင်မယ်ဆိုပြီးတော့ပြောတဲ့အခါမှာအဲ့ဒီအကြည့်ကိုဒစ်ကချက်ချင်းတီးလိုက်တယ်။မင်းထွက်ပြေးဖို့အတွက်စ조사နေရပဲ။မင်းကမလုပေးနိုင်ဘူးဘရုစီ။မင်းကိုဖမ်းထားပြီးတော့ကုသပေးမယ်ဆိုပြီးတော့ပြောတဲ့အခါဘက်မန်ကပိုတော်မှကြိုက်သွားသေးတယ်။လာစမ်းပါလို့ဆိုရင်လည်းဘက်မန်နှကောင်ကစာမျက်နှာအပြည့်အကွက်အစုံနဲ့ရှည်ပြင်းကြပါတော့တယ်။ဘက်မန်အစ်စ်ကသူတီကိုဘလို့ရောက်လာလဲဆိုတော့ဘာတွေဖြစ်နေလဲဆိုတာကိုဝိုင်းပြီးတော့အကူအညီဖြည့်ရှင်းပေးဖို့အတွက်ပြောပေးမယ်။ဒစ်က လက်မခံဘူး Bruce တောင် Lazarus Pit ထဲဝင်သွားခဲ့တာကြောင့်စိုးသွမ်းယူနှံ့နေတုံးပဲဆိုပြီးတော့တွေးမိတယ် Batman က Dick ကိုချနေရင်းနဲ့လည်းတဘောကြမိတယ် Batman ပြောတာအရာဆိုရင် Batman ဒီမြန်မြန်နဲ့နာနာတွက်ချက်ပြီးတော့တိုက်ခိုက်တာဆိုပေမဲ့ Dick ရဲ့တိုက်ခိုက်မှုတွေကပိုပြီးတော့ရှော့ရှူတယ်ပိုပြီးတော့တွက်လက်တယ်ဒီကောင်ဒီ Batman ဖြစ်ဖို့အတွက်မွေးဖွားလာတယ်လို့ပဲဆိုပြီးတော့မှ Bruce ကတွေးလိုက်မိပါတယ်ဒီလိုနဲ့ကိုချသူချချနေရင်နောက်ဆုံး Bruce က Dick ရဲ့ Cape ကိုအတောင်ပံကိုဆွဲပြီးတော့ထိုးဖို့လုပ်တဲ့အချိန်မှာ Dick ကအသားလေးပဲအတောင်ပံကိုလွတ်ချ ပြီးတော့ရှောင်ပြစ်လိုက်တယ်သူက Bruce လိုမျိုးအတောင်ပံကိုအများစုအသုံးချတတ်တဲ့ကောင်မျိုးမဟုတ်ဘူးဟန်ပြထည့်ထားတာလို့ဆိုရင်လည်း Bruce ရဲ့မျက်နှာကိုနန်ချက်ကူနဲ့ပိတ်ပေါက်ပြစ်လိုက်ခြင်းက Batman ကိုလဲကျသွားစေခဲ့ပါတယ်ပို့ပြီးတော့ကောင်းတဲ့ Batman ကနိုင်ရသွားခဲ့ပြီဒါတော့မှဆရာကြီးကလေကျော်မလျှော့သေးဘူးငါလက်ထိန်လိုက်တာငါဒီကောင်းကိုမနာကျင်စေခြင်းလို့ဆိုပြီးတော့ပြောနေပေမဲ့မြေပြင်ပေါ်ကိုတော့လဲကျသွားခဲ့ပါပြီလက်ကိုပဲထိန်ထိန်မထိန်ထိန်ဒစ်ကဘတ်မန်အနေနဲ့ဘရူးစ်ရဲ့ဘတ်မန်ကိုမှောက်အောင်ချနိုင်နေစရာကခုံယူစရာပဲဖြစ်ပါတယ် ဒိတ်ကသူဒီပို့ပြီးတော့ကောင်းတဲ့ဘတ်မန်ပဲဘာလို့လဲဆိုတော့သူကလူတွေကိုယုံကြည်မှုနဲ့ဆက်ဆံခဲ့လို့လူတွေကိုအကြောက်တရားနဲ့ဥဆောင်ခဲ့တာမဟုတ်လို့ပဲဆိုပြီးတော့ပြောပြလိုက်ပါတယ်။အန်ဘရူးစ်ကိုရိုင်းကလည်းဒါကိုလက်ခံတယ်။သူကအမြဲတမ်းအရာရာကိုထိန်ချုပ်ချင်နေခဲ့တာကြောင့်အခြားသူအလဲရောက်ပြီဆိုတာကိုသူမမြင်နိုင်ခဲ့ဘူး။အခုလိုမျိုးမထိန်ချုပ်ထားတဲ့အခါမှာဒိတ်ကသူထပ်ပို့ပြီးတော့ပိုကောင်းအောင်လုပ်နိုင်နေဆိုတာကိုလည်းသူမျက်မြင်တွေ့လိုက်ရပြီ။ဒါပေမဲ့ဒီအရှုပ်တွေကဒီလောက်နဲ့ရက်သွားမှမျိုးမဟုတ်ဘူး။သူရဲ့ဝတ်စုံက Motherbox ဒီ ping ping ဆိုပြီးတော့အတန် နေထွက်လာပြန်တယ်။ Apocalypse က signal တွေအချက်ပြမှုတွေကို Batman ကယာနေတော့မယ်။ဒါဆိုရင် DCKO ပွဲကြီးကမပြီးသေးဘူးဆိုတာနဲ့အခြားတစ်ခုခုကိုသူကတတိထားလိုက်မိတယ်။ Bruce ကချက်ချင်းမတက်ကောက်ရက်ပြစ်လိုက်ပြီးတော့ငါ့ကိုခြာစမ်းပါဆိုပြီးတော့ပြောလာတယ်။ Dick ကတော့ရက်လိုက်ပါတော့မခြာချင်တော့ဘူးဆိုပြီးတော့ပြောနေပေမဲ့ Batman ကအကြံတစ်ခုကြောင့်ဆက်ချဖို့အတွက်ကိုရွေးချယ်လိုက်တယ်။သူစရောက်တဲ့ကခံစားနေရတယ်။တခုခုမှားနေတယ်ဆိုတဲ့မေကွန်းကိုနောက်ဆုံးမှထုံမေးပြစ်လိုက်တယ်။မင်းသားတကယ်ပဲ Batman ဆိုရင်မင်းရဲ့ညီကိုတွေကပြန်ပါလေ။ဂျေ Jason, Tim နဲ့ Damian တို့ကပင်မာလဲဆိုပြီးတော့မေးလိုက်တဲ့အခါ Dick ကပို့ပြီးတော့ဒေါ်တာထွက်သွားတယ်။မင်းမမှတ်မိဘူးလား။မင်းက Lazarus Pit ထဲကိုမူဝင်ခင်ကားတော့မှအမြဲတမ်းမင်းတယောက်တည်း Batman ဖြစ်ရမယ်ဆိုပြီးတော့ဆွဲလန်းနေတာလေ။ငါရဲ့ညီကိုတွေကဘယ်ရှိတော့မလဲ။မင်းကသူတို့ကိုတပ်ပစ်လိုက်တာကိုလို့ပြောအပြီးမှ Tim, Damian, Jason တို့ရဲ့အမတ်တရရုပ်ထုကြီးတွေကိုပြရင်အခု comic ကိုအဆုံးသတ်သွားခဲ့ပါတယ်။ And it is amazing guys. Batman တယောက် Batman ဖြစ်ဖို့အတွက်ဘလောက်အထိစိုးသွမ်းနိုင်လဲဆိုတာကိုမြင်ရတယ်လို့ DC KO တွေကဇလန်းလေးဖြစ်တာကြောင့်ပို့ပြီးတော့လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။နောက်ပိုင်းမှာဒီဘတ်မန်နှကောင်ကအသေးအချေထပ်ပြီးတော့ခြားကြအောင်မှာမလို့အဆက်ကိုသိချင်းကြသေးရဲ့ဇလန်းကိုစိတ်ဝင်စားကြရဲဆိုရင် part 2ဆိုပြီးတော့ comment section မှာရေးသွားခဲ့ကြပါအောင်။ဗီဒီယိုကိုဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။